စီဝါရေးသမားတိုင်းဖက်တင်နေကြက်နဲ့နော်တခါကရွာလေးတရွာမှာကစင်းနေတဲ့အဖိုးကြီးအဖွားကြီးနှစ်ယောက်ရှိကြတယ်တသမီလည်းမရှိပဲနှစ်ယောက်ထဲနေကြရတယ်တနေ့တော့အဖိုးကြီးကအသေးစံဖြစ်ပြီးတေကန်လေးကြောင်ကရန်နဲ့အဖွားကြီးကိုမှားတယ်ငါရင်ကဘာကုသူကောင်းမှုမှလည်းမလုပ်ခဲ့ဘူးမိမရေငါသိရင်ဘွားကုကောင်းအိမ်ကနွားလေးကို ရောင်းပြီးတဝက်ကိုငါအထွေရေစုပြီးလှူတဝက်ကို နင်လောက်ကစားတော့ဖို့ယူတယ်။အဖွားကြီးကလည်းမျက်ရည်ဆက်လက်နဲ့ဂတိပေးလိုက်မိပါတယ်။အဖိုးကြီးတေးပြီးနှစ်ရက်လောက်နေတော့အဖွားကြီးကက်စီနိုတဲ့စိတ်ကပြန်ဝင်လာပါတယ်။ဒီနှွားလေးပဲငါစားနေရတာ။ရောင်းပြီးတဝက်လှူလိုက်ရင်ငါနဲ့ဒုက္ခ။ဒီလိုပြောပြီးအကြံထုတ်နေရှာတယ်။ဂတိကိုလည်းမဖြတ်ချင်ဘူး။ဒါနဲ့နောက်နေ့အင်းရှိမှကြက်နဲ့နှွားပူးချီထားပြီးစိုင်းပေါ်ရေးလိုက်တယ်။နှွားရောင်းပြီး2000ကျပ် ကြက်ရောင်းမီနှစ်သိန်းကျက်မှတ်ချက်ခွဲမရောင်းပါတဲ့ဈေးကလည်းပြားပြားကြီးဖြစ်နေတာမို့လူတွေကလည်းအတူအဆဆိုပြီးလာကြည့်ကြတယ်အဲ့ဒီအထက်ကစိုက်တဲ့သူတယောက်ကဝဲသွားတယ်ရဲလေနေ့ကျတော့နွားရောင်းလို့ရတဲ့ငွေ2000တဲကတဝက်ခွဲ1000ကိုစံပြုတ်ချက်ပြီးဖုန်းကြီးကိုလှူလိုက်တယ်ကြက်ရောင်းတဲ့ပတ်စက်နှစ်သိန်းကိုနောက်ပေါက်တစ်ကောင်ပြန်ဝင်လိုက်တယ်ဂတိကတော့ပြတ်မသွားဘူးပေါ့ ငငယ်တုန်းကတော့ကျွန်တော်ကဒီကတ်တုန်းကိုဖတ်မိလို့ရေးစရာအဖြစ်သာပေါ်ပါပါပါနဲ့မှတ်ယူထားမိလိုက်တယ်။စီဝါရေးလောက်လာတော့ဒါကတကယ်ကိုမဟာဖြူဟာကြတဲ့အခဲချင်းချင်းတစ်ခုလိုကွက်ကွက်ကွင်းကွင်းနဲ့မြင်လာမိပါတယ်။လူတွေကိုဇေယောင်းတဲ့အခါလူစိတ်လူမနှောကိုအခြေခံကြကြတည်ထားမှအယောင်းတက်တာ။အဖွားကြီးလုတ်ပုံကိုကြည့်။တပတ်တစ်ဂတိမပြတ်ဘူး။နံပါတ်2အများစိတ်ဝင်စားတယ်။နံပါတ်3 ဝယ်သူလဲမနစ်နာဒီသုံးချက်ကညီတယ်နွားတကောင်နှစ်သိန်းဆိုလဲပေါက်စည်းနဲ့တန်ရထရင်ဝယ်မှာပါပဲဒါပေမဲ့တသိန်းပြန်လူရမဲ့ကတိမဖြတ်ချင်းဒီတော့ကြက်ကိုဂျန်တော့ခုလိုက်တာဆိုပါတော့လမ်းဘေးမှာခောက်ဆွဲကြော်တပွဲ1500ဆိုရင် အတော်လဲရကောင်းကောင်းရင်အဲကွန်ကောင်းတွေတတရရဲ့စပွဲတိုးတွေအခန်းအပြင်စင်းကြီးကြီးကျယ်ကျယ်တွေ3500ပိုးထပ်ပေါင်းပြီး9000ကျက်နဲ့ရောင်းတော့လဲ လမ်းဘေးဆိုင်တွေထက်တောင်ပိုစီသေးခေါက်ဆွဲကျော်၄တောင်စားပေချက်ချက်တထောင်ခွဲမရောက်မှဆိုတဲ့သဘောဒါပေမဲ့တံမိုးတက်မဲ့ချက်ကြောင်မြန်ဆိုတာမသိရှာကြကောင်းကောင်းစားရတာတံပါတယ်လေဒီလိုဆိုပါတော့ဖုန်းတလုံးတသိန်းခွဲဂူရောင်ထဲကရောင်မကုန်တဲ့ပါဝါဘက် ဖုန်းစတန်ကဘာမှမကွဲလက်ချက်စောင်းပေါက်တထောင်ခွဲဖို့လောက်ထပ်ပေါင်းချက်တသိန်း6000 9000နဲ့ရောင် ဒါလဲအဖွားကြီးနီးပဲထက်ကွန်လိုက်သေးတယ်ရခင်စေးနှစ်သိန်းအခုဘလောက်ရာဂိုင်နှုန်းနဲ့အထူးပရိုမိုရှင်းဒစ်စကောင့်သသိန်း6500ပိုကြိုက်ပေါ့ဒီလိုဆိုပါတော့ပစ္စည်းလေး10မျိုး15မျိုးလောက်ပဲရောင်းတယ် online store ကတပေါင်းတန်ကိုတပေါင်းခွဲရောင်းတယ်ဘဲကမှမှပို့က free ငွေကြေလွှဲเสียမလို့ဆိုတော့ကပုံသေးတွက်မရတဲ့ပို့ကကိုပြန်ပြ9000တွက်ပြီး ပိုပေါင်းထားတာပိုးကအများဆုံးကြမဲ့ကော့တောင်းကမှာပဲစားတဲ့စနစ်နဲ့ပို့ရင်ပိုးက3500မရွေးလို့ပြန်လာရင် return fee 2000ကျော်900ရှုံးသေးတာဒါပေမဲ့နီနီနနာပို့ရရင်ကြိုက်တယ်ကော့တောင်းလဲရွေးယူရင်တော့ကြိုက်သေးတယ်တော်တော်များများကပစ္စည်းတသောပိုးက900ခွဲမရောမှာဆိုင်လာဝယ်လို့မရပါဆိုရင်သဘောတရားကိုမမြင်ကို့အရဲ့ဒေတာမှာလိုက်ရှာဝယ်လို့ စီကောတာယာပါဖနှက်ပေါက်မယ်ရှာတွေ့ခြင်းမှတွေ့မယ်ဆိုတဲ့အတွင်းနဲ့ပဲတန်နေပေါ်ခတ်တာကပစ္စည်းဘိုးတသက်ပိုးကတသက်ခွဲရောက်တဲ့ဆိုင်ကြတော့ပိုးက1500ဆိုရင်အင်းသွားနင်းသွားတယ်အဖွားကြီးကြီးကတော့ ID kit တိအသက်ဝင်နေတုံးပါပဲကျွန်တော်တို့ဆိုင်ကတော့အဖွားကြီးကြီးကို လုပ်ငန်းထဲထည့်မသုံးမိလို့ကော့တောင်းကလေးစစ်တွေတာချီလေးတို့က ကက်စတမာတွေမော်ရကြတာတော့များပါတယ်။သို့တော့တခြားနည်းတစ်ခုနဲ့အဖွာကြီးနည်းကိုသုံးထားတော့အဲ့ဘက်ပြန်ရောက်လာကြပါတယ်။ဆိုပါတော့တင်မော်ကြီးတစင်းပင်လယ်ထဲမှာပြက်နေတာသုံးရကျော်ပြီ။ပါလာတဲ့အင်ဂျင်နီယာကြီးတွေဘလို့ပြပြစက်မနိုးငါးဖန်းဆက်လီတွေတွေ့လို့လှခေါ်အကူကြီးတောင်းကြည့်တယ်။ပေတီပေဆုပ်အဖိုးကြီးတယောက်တက်လာပြီးအင်ဂျင်ကိုကြည့်တယ်။ပြီးတော့ဂွာလေးနဲ့နှစ်ချက်သုံးချက်ကြက်လိုက်တယ်။ဆက်နိုးသွားတယ်။ကပတိန်က ပြင်ကညပူဇော်ကဘယ်လောက်ပေးရမလဲဆိုတော့205ဒေါ်လာတောင်းတယ်။ဂွာလေးချက်တာအဲ့လောက်တန်လို့လားဆိုတဲ့အထာနဲ့ပြောတော့ဂွာချက်ခက5ဒေါ်လာဘယ်နှချက်ရမလဲဆိုတာသိနိုင်တဲ့ပညာအတွက်200ဒေါ်လာတဲ့တိတ်ဘဝင်မကြချင်းတကယ်ဆိုရင် မစီမဆိုင်နော်ဇယ်ရီဖြုတ်စေပလန်ချာရီလေးအင်ဂျင်ဝိုင်လေးအားလုံးကြားသိငွေတက်ပြီးမှ203ဒေါ်လာပဲယူ။စာပေ Judges 2ဒေါ်လာဆိုရင်သိတဲ့ဘောကြတော့မှာဘလို့ပေးရပေးရဆက်ကောင်းသွားဖို့ကအဓိကပဲဆိုပေမဲ့ခွာချက်တဲ့ခေါင်းစဉ်နဲ့တော့205ဒေါ်လာပေးရတာအထက်လူကြီးကို တင်ပြရင်ဘတ်ဂျက်ချပေးပါမလားကြောင်ပြူတာမဲတာအရေးမကြီးဘူးကြက်ခုတ်တက်ဖို့ပဲလိုသေးတယ်ဒါပေမဲ့ဗျာအခုခေတ်ကကြက်ခုတ်စီခြင်းလို့မွေးကြတာမဟုတ်တော့ဘူးအလှမွေးကြတာဆိုတော့အစာကွက်ထဲကြွက်လာလူစားရင်တော့မူရီတာပွားနိုင်တဲ့ယူရီးယားကြောင်ဖက်တီးကျူတွေ ၃သိန်းကျော်တန်နေလျက်ရောက်တဲ့ရရာကြာပန်းအတွေးမြတ်တာ